မင်္ဂလာပါရှင်။ရှမ်းအကူမီဒီယာကကြိုဆိုပါရစေ ချန်ပီယံဆိုရအဖွဲ့ပြည်내တယံဇာတရေယာဝန်ကြီးဦးဆိုင်လေးနမ်ဆန်မြူနယ်ရှင်ငလင်တန်ကြောင့်ပြိုကျပြက်စီခဲ့သည့်ရှေ့ဟောင်းစီတီတော်နေရာများအားခွင်းစင်ကြည့်ရှုတဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်2025ခုနှစ်မတ်လ28ရက်နေ့လယ်12:50ချိန်ခန့်တွင်လှုပ်ခတ်ခဲ့သောမြင်းငလင်ကြောင့်ပြက်စီမှုများဖြစ်ပွားခဲ့သည့်ချန်ပီယံတောင်ပိုင်းနမ်ဆန်မြူနယ်ရှိရှေ့ဟောင်းစီတီနဆူမြေခပြက်စီဆုံးရှုံးမှုအခြေအနေများကိုချန်ပီယံဆိုရအဖွဲ့ဝင်ပြည်내တယံဇာတရေယာဝန်ကြီး ဆိုင်လိုက်သည်ယမန်နေ့နေ့လယ်ပိုင်းကအဆိုပါနေရာများသို့တာဝန်ရှိသူများနဲ့အတူကွင်းစင်ကြည့်ရှုခဲ့ကြောင်းသိရပါဗျ။ပြည်내တယံဇာတရေယာဝင်ကြီးဦးဆိုင်လေးသည်နေ့လယ်နှစ်နာရီခွဲအချိန်တွင်နမ်ဆန်ကျွာအုပ်စုတောင်ကုန်းကျွာရှိဝမ်ပုံစုတောင်ပြည်စီတီတော်ထီးတော်ပြူကြပြည့်စီသည့်နေရာသို့သွားရောက်၍နမ်ဆန်တန်နေမှုဘုံမူကြီးလင်ကိုနှင့် တက်မတော်သားများ KIC မအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ကျော်ဝင်းနဲ့ဌာနဆိုင်ရာအကြီးအကဲများဝန်ထမ်းများလူမှုရေးအသင်းဖွဲ့များစုပေါင်း၍စီဒီရင်ပြန်အတွင်းအပြည့်အစုံရှင်လင်းရင်းနဲ့တန့်ရှင်းလုပ်ငန်းများဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးခဲ့ပြီးသက်ဆိုင်ရာတာဝန်ရှိသူများဂောပကအဖွဲ့များနဲ့တွေ့ဆုံကစီဒီတော်ကြီးထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေတန်ဖိုးနဲ့စီဒီတော်ကြီးအားရှေ့မှုမပြန်ကြံလေမွန်မှန်ထီတော်တင်လူပူဇော်ရေးကိစ္စများကိုဆောင်ရွက်နိုင်ရေး အတွက်တွေ့ဆုံဆွေးနွေးမှကြား၍လိုအပ်သည့်များကိုပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါသည်။အဆိုပါဝန်ပုံဆူတောင်ပြည်စီတော်သည်နှစ်ပေါင်းတရာခန့်ကတည်ထောင်ကိုယ်ခွယ်ခဲ့ကြသည့်ညံတော်အမြင့်60ပြည်ရှိသည့်ရှေ့ဟောင်းစီတော်တစုဖြစ်ကြောင်းနှင့်နာခင်မုံတိုင်းကာလတွင်ထီးတော်မြေကပျက်စီးမှုဖြစ်ပွားခဲ့ရမှာပြန်လည်ထီးတင်ပူဇော်ခဲ့ပြီးယခုအခါထပ်မံ၍ထီးတော်ပျက်စီးမှုဖြစ်ပွားခြင်းဖြစ်ကြောင်းသိရပါသည်။ဆက်လက်၍ဖီနေတယန်ဇာတရာဝင်းကြီးဦးဆိုင်လေသည့်ညနေ၄နာရီခွဲအချိန်ခန့်တွင်ဘ ဟင်ကျေးရွာအုပ်စုတွင်ချိုင်းကျေးရွာရှိရှေးဟောင်းမွေတော်စီတော်ထီတော်ပြူကြပြက်စီမှုအခြေအနေများကိုတွားရောက်ကြည့်ရှုခဲ့ရာရှေးဦးစွာစီဒီရင်ပြန်အတွင် အပြည့်စီရှင်လင်းရင်နဲ့တန်ရှင်လုပ်ငန်းဆောင်ရွက်နေတော်တပ်မတော်သားများမိသက်တဖွဲ့ဝင်များနဲ့ကျေးရွာသူကျေးရွာသားများကိုကြည့်ရှုအားပေးခဲ့ပြီးနမ်စန်တက်နေမှုဘူမူကြီးလင်းကိုခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ကျော်ဝင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမျိုးထွန်းမက်ကျန် နေပြည်သူ့ဆက်အဖွဲ့ဥက္ကဋ္ဌဦးလင်းဆိုင်နဲ့တာဝန်ရှိသူများနဲ့တွေ့ဆုံကငလျင်ပေကြောင်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်ရှေးဟောင်းမွေတော်ဇေဒီတော်ကြီးထီးတော်နဲ့အရန်ဇေဒီတော်များအားရှေးမှုမပြတ်ပြန်လည်ပြုပြင်မှုမှန်ရေးဆိုင်ရာကိစ္စရပ်များကိုတွေ့ဆုံဆွေးနွေးပြောကြား၍လိုအပ်သည့်များပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါသည်အဆိုပါတွင်ကျိုင်းကြီးရွာရှိရှေးဟောင်းမွေတော်ဇေဒီတော်မှာညံတော်အမြင့်130ပြီရှိပြီးနှစ်ပေါင်း100ကျော်သက်တမ်းရှိကငလျင်တန်ကြောင်ထီးတော်နဲ့ဇေဒီ အပေါ်ဘက်15ပေကျော်ခန့်နဲ့အရန်စီတင်ငယ်များပြိုကျပြက်စီးခဲ့ခြင်းဖြစ်ပြီးပြန်လည်ပြုပြင်မွမ်းမံရေးဆိုင်ရာကိစ္စရပ်များကိုရှိမှုမပြန်အ мян ဆုံးပြန်လည်မွမ်းမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။